အခုတင်ဆက်ပေးမယ့်သတင်းကတော့မီးလောင်မှုကိုသိရှင်နိုင်မှုအတွက်အထက်မြင့်အဆောက်အုံ၄ခုမှာ CCTV ကင်မရာများတပ်ဆင်သွားမယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။မီးလောင်မှုကိုသိရှင်နိုင်မှုအတွက်ရန်ကုန်မြို့မှာရှိတဲ့အထက်မြင့်အဆောက်အုံ၄နေရာမှာ CCTV တွေတပ်ဆင်သွားဖို့ရှိရလို့မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှတာဝန်ရှိသူတအူးကပြောကြားခဲ့ပါတယ်။ အခုလိုတက်ဆင်ရမှာတော့ပထမဦးဆုံးအနေနဲ့ရန်ကုန်မြို့မှာရှိတဲ့ကုန်သည်ကြီးများဟိုတယ်နဲ့ဆာကူရာတာဝါတို့မှာတက်ဆင်သွားမှာဖြစ်ပြီးတော့ကဘာကြီးဖျားလန်းရှိမြမဆက်သွယ်ရေးတာဝါတိုင်းနဲ့ရန်ကင်းပေါထော်လန်းရှိမြဝရီယုံတို့မှာထပ်မံတက်ဆင်သွားမှာဖြစ်ပါတယ် CCTV ကင်မရာများတက်ဆင်ရမှာအဆင်ပြေမှုမရှိပါကတက်ဆင်မဲ့နေရာကိုအနည်းငယ်အပြောင်းလဲလုပ်ရတယ်လို့သိရပါတယ် အခုတက်ဆင်မဲ့ CCTV ကင်မရာများဟာ360ဒီဂရီလှည့်ပတ်ကြည့်ရှုနိုင်တာကြောင့်မီးတောင်မှုတစ်ခုတည်းဟူတာမဟုတ်ဘဲအခြားသောဒုစရိုက်မှုများကိုလည်းကြည့်ရှုနိုင်မှာဖြစ်တယ်လို့သိရပါဗျ။